ားရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်အော်တိုဘာလ17ရက်နေ့အတွက်တည်င်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့တန်တွဲနဲ့ကွာမြွနယ်တွေကိုစစ်ကောင်စီ လေချောင်းရေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်လာတဲ့အကြောင်းနေရာ၅ခုမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့အေအေပြောတဲ့တည်င်းနိုင်ငံတော်ကစာတင်ကြောင်းတွေကိုစစ်ကောင်စီဘုံကျဲမှုဇက်တိုက်လုပ်နေတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမပြည်ပွဲနဲ့အတူမိုးပေါကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့တန်တွဲ၊ကွာမြို့နယ်တွင်ကိုစကောင်းစီကလေချောင်း၊ရေချောင်းကနေတက်ခိုက်မှုတွင်ပြုလုပ်လာတဲ့အကြောင်းကိုတင်ဆက်ပေးစင်ပါရယ်။အရခတ်တက်တော်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်တောင်ပိုင်းဒေသကနေမြို့တချို့ကိုစကောင်းစီဟာလေတက်၊ရေတက်တွေနဲ့ဆက်ရေးတက်ခိုက်မှုတွေပြုလုပ်လာနေတယ်လို့သိရပါရယ်။ အခုရက်ပိုင်းအတွင်းတန်တွဲမျိုးနဲ့အနီးပင်လယ်ပြင်မှာစစ်ကောင်စီဘက်ကရေချောင်းအင်အားဖြစ်တဲ့မှုတွေလည်းတွေ့လာရတယ်လို့တန်တွဲဒေသခံတအိုးကဆိုပါတယ်အရင်ကတန်တွဲပင်လယ်ပြင်မှာစစ်ကောင်စီစစ်တင်းပွား၂စီးသာရှိခဲ့ပေမဲ့အော်တိုဘား9ရက်ကနေစပြီးပင်လယ်ပြင်အတွင်းမှာစစ်တင်းပွားလျှောက်စီးအထိသွားလာလှုပ်ရှားနေတာကိုမြင်တွေ့လာရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်မနေ့ကအော်တိုဘား10ရက်မနက်7နာရီလောက်ကလည်းတန်တွဲမြို့နယ်ရွာရှိကျွရအနီးကို စစ်ကောင်စီကဝက်တွဲလေရင်နဲ့ဘုံနှလုံးကြေချတက်ခတ်ခဲ့တယ်လို့သိရပါတယ်အော်တိုဘာ9ရက်နေ့ကလည်းတန်တွဲမြို့နယ်ငပလီကန်းကျင်နဲ့မျက်နှချင်းဆိုင်မှာတက်ချထားတဲ့စစ်သင်းဘွားတွေကလည်းတန်တွဲမြို့ဝန်းကျင်ကိုလက်နက်ကြီးပကတ်မှုတွေပြုလုပ်ခဲ့ပြီးတော့တန်တွဲနဲ့ကားမျိုးတွေပေါ်မှာ18နဲ့ဝက်တွဲလေရွေလေးနာရီခန့်ကြာအောင်ဝေးပြန်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတရက်တည်းအတွင်းကွာမျိုးနယ်ပုံညက်ကြီးရွာအနောက်ဘက်ကပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီစစ်တင်းဖွားတွင်ကလည်းလက်နက်ကြီးစစ်တကြိမ်အထိပကတ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဟာအေအေထင်းချောက်နေမြေတွင်မှာဒေသခံတွေမနေရအောင်အကြောက်တရားတွင်တွင်းပြီးတော့လေကြောင်းရေကြောင်းကနေတဆင်ပြန်လည်ထိုးဖောက်ရေးကြိုးပမ်းနေတယ်လို့ဒေသခံတွေကသုံးသပ်ထားကြပါတယ်ဒါအပြင်စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းကအာရခတတ်တော်ထိန်ရှောက်မြို့နယ်တွင်ကိုလေကြောင်းတိုက်ခိုက်မှုတွင်လည်းခက်ဆက်ဆိတ်လှုပ်လာနေတာကိုတွေ့ရပါတယ်။စစ်ကောင်စီအနေနဲ့ရခိုင်တောင်ပိုင်းကအန်ကွာတောင်ကောက်တန်တွဲစားရက်မြို့နယ်တွင်ကိုစစ်ရေးတိုက်ခိုက်မှုတွင်လှုပ်လာပေမဲ့ရကောက်ဝဲမတန်ခင်ကာလအတွင်းဖြစ်နိုင်ခြင်းမရှိဘူးလို့စစ်ရေးလစ်လာသူ CDM ဘိုကြီးစီယွန်ကသုံးသပ်ထားပါတယ်။ထိုင်းတောင်ပိုင်းကိုဝင်မှုပေါ့နော်ကျွန်တော်တို့တွေ့တဲ့အတိုင်းပဲအန်နိုင်ကန်စစ်မျက်နှာပြီးရင်တောင်ကုတ်ပေါ့နော် တောင်ကုန်မှာဆိုရင်ကျွန်တော်တို့ဒီ brown ပေါ့နော်ညောင်ကျိုးစစ်မျက်နှာပြီးရင်ကျွန်တော်တို့ဒီတန်တွဲဘက်ကနေဝင်ဖို့အတွက်ပေါ့နော်လင်းမျက်နှာအဲရည်ကြီးဘက်ကစစ်မျက်နှာ၃ခုရှိတယ်အဲ့စစ်မျက်နှာ၃ခုမှာစစ်တပ်ဘက်ကနေထိုးစစ်ဆင်နေပေမဲ့လည်းဘလို့မှအချိန်နေကောင်းမလာတာကိုတွေ့ရတယ်အဲအဲ့ဒီအပေါက်၃ပေါက်ကနေဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီရွေးကောက်ပွဲလုံးမဲ့ကာလကိုမိစရာတော့အကြောင်းမရှိတော့ဘူးပေါ့နော်ဒါပေမဲ့အခုအနေထားကကျွန်တော်ကြည့်ရမယ်ဆိုရင်တော့အန်းအဓိကကြာနေတယ် အန်းကိုသာသူတို့ရသွားမယ်အဲသူဒီမုံအန်းအောင်တောင်ကိုကောပေါ့နော်နှစ်ပွိုင်အန်းအောင်တောင်ကိုကောတောင်ကိုနှစ်ခုတည်းကတစ်ခုခုကိုသူတို့ရသွားမယ်ဆိုရင်တော့အဲ့ဒီဘက်ကနေဒံပြန်ပြီးတော့ရခိုင်တောင်ပိုင်းတစ်ခုလုံးကိုသူတို့ ထိရှုံနိုင်မှုသူတို့ဘက်ကစ조사ခွင့်ရသွားနိုင်တယ်အခုလက်ရှိအနေထားတော့သူတို့မှာ조사ခွင့်ကိုမရသေးတဲ့အနေအထားမျိုးပေါ့နော်ရခိုင်ကမြို့နယ်အများစုကိုတင်ပိုက်ထားတဲ့အာရခတက်တော်အနေနဲ့ထိရှုံနေမြေတွင်ကိုပြန်လည်လက်မလွတ်နိုင်အောင်စစ်ကောင်စီရဲ့ပင်လယ်ပြင်စိုးမိုးမှုကိုတတိထားစောင့်ကြည့်ပြီးချိုးတင်ပြင်ဆင်မှုတွေလုပ်ထားဖို့လိုအပ်တယ်လို့သုံးသပ်နေကြတာပါလက်ရှိမှာအရခတက်တော်ထိန်းချောက်ရာမြို့နယ်တွင်ကိုစကောင်စီကရေချောင်းလေချောင်းနဲ့ လက်နက်ကြီးပကတ်မှုတွင်လှုပ်လာတာကြောင့်စစ်ရေးတတိထားကြဖို့အာရကတက်တော်ကတိုက်တွန်းထားပါတယ်ဆက်လက်ပြီးတော့နေရငါးခုမှာကြိုက်ပွဲဖြစ်ပွားနေတယ်လို့အေပြောတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်ရခိုင်ပြည်နယ်နဲ့နေမြင့်ချင်းထိစပ်နေတယ်မကွေပဲခူးနယ်အေယဝဒီတိုင်းတို့အပါအဝင်စစ်ရေးအချက်အချာကြတဲ့နေရငါးခုမှာစစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့်နေ့စဉ်ဒီဘတိုက်ပွဲဖြစ်နေတယ်လို့အရခတတ်တို့အေအေက အော်တိုဝါလာစီးရဲနေမှာထုတ်ပြန်ပါတယ် ရခိုင်နဲ့ထိစပ်နေတဲ့မကွေတိုင်း၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းအဆက်နေရာတွေမှာအရခတပ်တော်ကမဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးတပတ်တိုက်ပွဲတွေပိုဆောင်နေတာဖြစ်ပါတယ်။အော်တိုဘားလ10ရက်နေ့ကပဲခူးတိုင်းပဒေါင်းမြို့နယ်လေတာတောင်ကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းဟာအရခတပ်တော်နဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်တက်ဆုတ်သွားခဲ့ရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ဆင်လန်ကုန်းစခန်းကိုအရခတပ်တော်က အော်တိုဘာပထမအပတ်ကစတင်ထိုးစစ်ဆင်နေတယ်လို့စီးရဲတည်င်းမြစ်တွေစီကသိရပါဗျ။လက်ရှိမှာစစ်ကောင်စီဟာရှင်လကုန်းစခန်းကိုအင်အားတရာကျော်ဖျက်တင်းထားပြီးတော့ပထောင်တက်နယ်အတွင်းကတပ်ရင်းတွေကနေတက်ကူပစ်ကူတွေပေးနေတယ်လို့သိရပါဗျ။ဒါ့အပြင်မကွေးဖက်ချန်းကအဗရန်လမ်းပိုင်းရခိုင်ရိုးမတောင်ထိုင်မှာစစ်ကောင်စီရဲ့နယ်ရကန်ဗျူဟာကုန်းတစ်ခုသာကြံပြီးတော့အရခတက်တော်ကဝိုင်းဝန်းပိုက်ဆိုတိုက်ခိုက်နေတာဖြစ်ပါတယ်စစ်ကောင်စီဟာအရခတက်တော်တင်ပိုက်ထားတဲ့ဂုံကြီးရွာကို ပြန်လေထိုးစစ်ဆင်နေပြီးတော့အေအေကလည်းတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီဟာအရခတပ်တို့ထင်းချုံရနေရာတွေထဲကတချို့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့အေအေကဆိုထားပါတယ်။လက်ရှိမှာရခိုင်ကစစ်တွေနဲ့ကြောက်ဖြူတို့မှာစစ်ကောင်စီနဲ့အရခတပ်တို့တို့အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထူးအခိုက်မြောက်ပြတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ နိုင်ငံတော်ဝန်ကစာတင်အကြောင်းတွေကိုစစ်ကောင်စီကဘုံကျင်းမှုစက်တိုက်လုပ်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါရခိုင်ရှင်းကရင်စကိုင်းအေယာဝရီတိုင်းနဲ့တခြားဒေသတွေမှာစာတင်အကြောင်းတွေနဲ့အကြောင်းသားတွေကိုစစ်ကောင်စီဟာလေကြောင်းကနေပြင်မထားတိုက်ခိုက်မှုတွေစက်တိုက်လုပ်လာပါတဲ့ ော်တိုဘာ၈ရက်ကရှင်ပြည်နယ်မင်းတပ်မြို့နယ်ထင်ရှားကျေးရွာနဲ့ဝမသူကျေးရွာတို့ကစတင်ကျောင်းတွင်ကိုစစ်ကောင်စီကလက်ချောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသား၃ဦးအပါအဝင်အရသာ၃ဦးစုစုပေါင်း၄ဦးတေဆုံးခဲ့ပြီးနောက်ထပ်ကျောင်းသားတွေအပါအဝင်20ဦးဒဏ်ရာရရှိခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မင်းတပ်မျိုးနယ်ကစာတင်ကျောင်းတွေကိုပိတ်ထားကြရတယ်လို့ဒေသအာဏာပိုင်တွေစီကသိရပါတယ် ဒါအပြင်စတင်ဘာ12ရက်ကလည်းရခိုင်ပြည်ကြောက်တော်မြို့နယ်တရားတပင်ကျေးရွာကကိုပိုင်အထက်တိုင်းအကြောင်းအကြောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားနေဆဦးတေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့တယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုစာတင်ကျောင်းတွင်ကိုလေကြောင်းတိုက်ခိုက်မှုတွင်ကြောင်းကျောင်းသားတွင်တေဆုံးဒဏ်ရာမှုအပေါ်လုံးဝလက်မခံဘူးလို့ကျောင်းဆရာတွင်နဲ့ကျောင်းသားမိဘတွင်ကပြောဆိုထားပါတယ်။စစ်ကောင်စီဟာ2020ခုနှစ်အနာသိမ်းပြီးစဉ်ကတည်းက နိုင်ငံတော်ဝန်လုံးမှစတင်ကြောင်းဘုံကြီးကြောင်းစစ်ဘေးရှောင်စခန်းဈေးတွေအပါအဝင်အရသားတွင်ကိုပြင်မဲ့ထားတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်၂025ခုနှစ်အတွင်းနိုင်ငံတော်ဝန်လုံးမှစတင်ကြောင်းတွင်ကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူနဲ့ဆရာဆရာမတေဆုံးတရားရရှိသူ180ဦးထက်မနည်းရှိလာနေတယ်လို့ဒီအမကြီးကကြောက်ယူထားတဲ့စီရင်တွင်အရာသိရပါတယ်တဲ့င်းမျိုးကိုဆက်လက်တင်ဆက်ပေးနေပါတယ် ဒိုင်ဦးထောင်ကနိုင်ချင်း၁၆ဦးကို ထောင်အနာပိုင်တွေကတောက်ခတ်တိုက်ပိတ်ထားတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါပဲခူးတိုင်းဒိုင်ဦးအချင်းထောင်အတွင်လူစုလူဝေးပြုလုပ်တယ်ဆိုပြီးနိုင်ငံရဲ့အချင်းသား၁၆ဦးကိုထောင်အနာပိုင်တွေကတောက်ခတ်တိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြီးအကဲများကွန်ရက် PPNM ကဒီကနေ့အော်တိုဘာလ17ရက်မှာသတင်းထုတ်ပြန်ပါတယ်အော်တိုဘာလ2ရက်ကစပြီးတော့နိုင်ငံရေးအကြီးအကဲ16ဦးကို ငါးယောက်တစုနှုံးလူခွဲပြီးတော့တိုက်ပိုက်ထားပြီးရှေချင်းတောက်တွေပါအခက်ခံထားရတယ်လို့ဆိုပါတယ်။ဒိုင်ဥထုံအတွင်းမှာနိုင်ငံရေးအကျဉ်းသားတဦးကိုတခြားရာဇဝတ်အကျဉ်းသားတွေကဂွိုင်းဝန်းထိုးကျမှုကိုပုံမကျေနပ်တာကြောင့်ဖြည့်ရှင်းပေးဖို့အဆောင်မှုကိုတင်ပြခဲ့ရမှာဖြည့်ရှင်းပေးတာမရှိဘဲလာရောက်တင်ပြသူတွေကိုသာလူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြရှင်းနဲ့တိုက်ပိုက်ခဲ့တာလို့သိရပါတယ်။ PPNM အနေနဲ့အကျဉ်းထောင်လေးစေကျော်ကို ထောင်တွင်းလူအခွင့်အရေးနဲ့ကျင်းသားအခွင့်အရေးရှိုးဖောက်မှုတွေကိုစောင့်ကြည့်နေပြီးအဲ့ဒီအထက်ကပဲခူးတိုင်းဒိုင်ဝုအကျင်းထောင်ဟာနိုင်ငံရဲ့အကျင်းသားတွေအပေါ်ဖိနှိပ်မှုအများဆုံးထောင်၅ခုထဲမှာပါဝင်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ဒိုင်ဝုအကျင်းထောင်မှာအမျိုးသားတွေကိုတာမကနိုင်ငံရဲ့အကျင်းသူတွေကိုလည်းဖိနှိပ်မှုကိုတိတာစွာလုပ်နေပြီးတော့2025ခုနှစ်ဇူလိုင်လ22ရက်နဲ့23ရက်တို့မှာနိုင်ငံရဲ့အကျင့်သူရှေးဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲအတင်းအဓမ္မအင်အားသုံးခုဆောင်ပြီးတော့ အမျိုးသားအဆောင်တိုင်ဝမ်အတွင်းမှာတိုက်ပိုက်ပြစ်ဒဏ်တွေရှာမှတ်ခဲ့တယ်လို့ PPNMC ကသိရပါဗျ။ဒါကြောင့်မတရားတိုက်ပိုက်ပြစ်ဒဏ်ပေးခံထားရတဲ့နိုင်ငံရဲ့အကျဉ်းသားတွေကိုအမြဲဆုံးတိုက်ပြန်ဖွင့်ပြီးမူလအဆောင်တွေမှာထားရှိဖို့ PPNM အနေနဲ့ပြင်းထန်စွာတောင်းဆိုလိုက်ပါတယ်။ဒါအပြင်အခုလိုနိုင်ငံရဲ့အကျဉ်းသားတွေအပေါ်မတရားဖိနှိပ်နေတဲ့တက်ဆိုင်ရာတရုတ်အကျဉ်းထောင်အာဏာပိုင်တွေကိုလည်းထိရောက်တဲ့အတရားမျှတမှုတွေကိုပြန်လည်ပြန်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ PPNM ကဆိုထားပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘီလင်းမြို့နယ်ကိုစစ်ကောင်စီဘုံကျဲပြီးတော့ကလင်းငါဦးတည်ဆုံးပြီးစေဦးတပ်မင်းတန်ရရှိခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ KNU ထိန်း600ဘီလင်းမြို့နယ်အတွင်းကပြည်မပင်ဆိုင်ခေါ်ထိဖာတူထကြီးွာကိုစစ်ကောင်စီဘုံကျဲမှုကြောင့်ဒေသခံကလင်းငယ်9ဦးတည်ဆုံးခဲ့ပြီးစေဦးတပ်မင်းတိကတန်ရရှိခဲ့တယ်လို့ကင်းရင်ချိုင်းရဲ့ထောက်ကူပြုကွန်ရက်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ9ရက်ညစေနာရီကျော်မှာဂျက်ဖိုက်တာနဲ့ကြေးရအတွင်းကို ပေါင်900ဘုံပစ်ချခဲ့တာကြောင့်ကလေးတုံငယ်တွေထိခိုက်ဒေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူတွေထဲမှာအသက်ဆောင်နဲ့အရွယ်စောတန်းထွန်းမင်းအသက်9နှစ်အရွယ်စောလင်းထက်တန်းအသက်9နှစ်အရွယ်နော်မေကလော်ဖော်အသက်12နှစ်အရွယ်မပူလုံအသက်10နှစ်အရွယ်နော်မော်စီစီတို့ဖြစ်ကြတယ်လို့သိရပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူစေဦးတက်မင်းရှိပြီး လက်ရှိမှာနှီးစက်ရနေရာတွေမှာစေကူတာမှုခံယူနေရတယ်လို့ဆိုပါတယ်အဲ့ဒီအထက်ကလေဦးဟာဒဏ်ရာပြင်းထန်တာကြောင့်အသက်အန္တရာယ်ဆုံးရင်ရတဲ့အရှင်နေရှိတယ်လို့သိရပါတယ်ဒါအပြင်လူနေအိမ်တွင်ပျက်စီးခဲ့ရပြီး North Wet စားတဲ့အိမ်ဝဲဒရက်ဆန်တွေလည်းတည်ဆုံးခဲ့တာပါအဲ့ဒီထိပါဒုထကြီးရွာဟာကရင်မျိုးသားအစည်းယွန်းခရင်ရိုးထင်းလျှောက်ဒေသအတွင်းရှိပေမဲ့တက်ဝဲတည်ဆုံးတရားမရှိတဲ့အပြင်အရသာစာတင်ကြောင်းကျမ်းမာရေးဆေးဘေးကမ်းနဲ့ဘုံကြီးကျောင်းတွင်သာရှိတဲ့နေရာဖြစ်တယ်လို့သိရပါတယ် စစ်ကောင်စီတပ်ဟာရဲသားပြည်သူတွေကိုရေရွှေရှိရှိပင်မဲ့ထားပြီးလက်ချောင်းတိုက်ခိုက်နေတာကြောင့်နိုင်ငံကဥပဒေကို ပြောင်ပြောင်းလေးနဲ့ရှုဖို့နေတယ်လို့ကင်ငင်းချမ်းရဲ့အထောက်အကူပြုကွန်ရက်ကထုတ်ပြန်ထားပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။တရုတ်ကိုအခွန်ထက်တော့ကောက်မယ်လို့ထရန့်ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးခြင်းပါတယ်။တရုတ်နိုင်ငံကစစ်ဘက်ဆိုင်ရာအဆင့်မြင့်ပစ္စည်းတွေကစပြီး electronic ပစ္စည်းအများအပြားထုတ်လုပ်ဖို့လိုအပ်တဲ့မြေရှားတက်တူတင်ပို့မှုအပေါ်တင်းကျလိုက်ပြီးနောက် American သမ္မတဒိုနယ်ထရန့်ဟာနိုဝင်ဘာ၁ရက်ဒါမှမဟုတ်နှောင်းပိုင်းမှာစတင်အသက်ဝင်မဲ့30ရာခိုင်နှုန်းစစ်ကြက်ခွန်ထက်ပေါ်ပြီးတော့တရုတ်ကုန်ပစ္စည်းတွေအပေါ်တရာခိုင်နှုန်းစစ်ကြက်ခွန်ထက်မှန်တိုးကောက်မယ်လို့ကြေညာခဲ့ကြောင်း CNN သတင်းတရက်မှာဖော်ပြထားပါတယ်အဲ့ဒီချင်းချောက်မှုဟာနှစ်နိုင်ငံကြားလက်အတန်းကြားသွေးတင်းမှမှုနဲ့ပတ်သက်ပြီး ကြီးမားတဲ့ထွန်းတဲ့ချက်ဖြစ်လာပြီးတော့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲဟာအခုအခါပေါ်ပြီးကြေလောင်လာပြီဖြစ်တယ်လို့သတင်းကဆိုပါတယ်။အဲ့ဒီလိုတုံ့ပြန်ကောက်ခံမဲ့အပြင်နိုဝင်ဘာ၁ရက်ကနေစပြီးအရေးကြီးတဲ့စော်ပွဲတွေအလုံးရဲ့ပို့ကုန်ထိန်းချုပ်မှုတွေကိုချမှတ်မယ်လို့ထရန့်ကပြောထားပါတယ်။ဒါအပြင်ထရန့်ဟာအခုလနှောင်းပိုင်းမှာတန်ကိုရီးယားမှာပြုလုပ်ဖို့စီစဉ်ထားတဲ့သမရရှိချင်းဖြစ်နေတဲ့တွဲဆုံမှုကိုရပ်ဆိုင်းနိုင်တယ်လို့သတင်းကဆိုထားပါတယ်။ တရုတ်ရဲ့မြေရှားတပ်တုအပေါ်ထင်းချုံမှုရာစတော့ရှယ်ယာဈေးကွက်နှစ်ခုဟာတိတိတတ်တကြဆင်းသွားပြီးတော့ရင်းနှီးမြှုပ်နှံသူတွေအကြစွန့်ရင်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အစိမ့်မြစ်ဆဲဘက်ဆိုင်ရာပစ္စည်းတွေကစပြီးလူသုံးကုန်တွေဖြစ်တဲ့ဆိုလာပြာစမတ်ဖုန်းဝန်ထီလျှက်စစ်ပစ္စည်းတွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတပ်တုတန့်စင်မှုရဲ့60%အရာခိုင်နှုန်းကိုတရုတ်ပြည်မှာလုံဆောင်ပြီးတော့ကမ္ဘာအနှံ့တင်ပို့နေတာလည်းဖြစ်ပါတယ်။ ီကနေ့သတင်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နေပဲရှားနာလိုက်ပါတယ်ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်669 639 633ကိုလုံခြုံစိုက်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီအစီအစဉ်ကိုတလိလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ် နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။